အခုမြင်နေကြရတာကတော့ Israel ဝန်ကြီးချုပ်နတန်ယာဟုကုလသမဂ္ဂအထွေထွေညီလာခံမှာစကားမပြောခင်ကျန်တဲ့နိုင်ငံစုံကကိုယ်စလဲတွေကတပိတ်မောက်တဲ့အနေနဲ့အထွေထွေညီလာခံခမာတွေကနေထွက်သွားကြတဲ့မတန်ဗီဒီယိုဖြစ်ပါတယ်။ဝန်ကြီးချုပ်နတန်ယာဟုစကားပြောမဲ့ဆင်မြင့်ပေါ်ကိုရောက်လာတဲ့တဲ့ပြိုင်နဲ့ဒီကံခမာတယ်မှာရှိနေကြတဲ့နိုင်ငံအတော်များများကတန်တမာနေထထွက်သွားကြတာပါဒါကိုထောက်ခံသူတွေကလည်းလက်ခုပ်တီအော်ဘာပေးခဲ့ကြပါတယ်အထွေထွေညီလာခံသဘာပတိကအားလုံးနေရာပြန်ယူကြဖို့နဲ့ အတံမထွက်ကြဖို့တတိပေးခဲ့ပေမဲ့ဘယ်သူမှလိုက်နာတာမတွေ့ရပါဘူး။ဂါဇာကမ်းမြောင်ဒေသမှာအစ္စရေးနဲ့ဟာမတ်အဖွဲ့တို့အကြမ်းဖြစ်နေတဲ့စစ်ပွဲမှာအစ္စရေးဘက်ကနေတနေ့အင်အားအလွန်ကျုံတုံးနေတာကြောင့်အရက်သားတွေထိခိုက်ဒေဆုံးမှုရှိနေတာနဲ့ဂါဇာမှာပါလက်စတိုင်းပြည်သူတွေအငတ်ဘေးနဲ့ရင်ဆိုင်နေရပေမဲ့လူအပ်တဲ့ဆန္ဒရေးခါတွေတင်ဆောင်ခွင့်အစ္စရေးကမပေးတာကိုနိုင်ငံအတော်များများကကန့်ကွက်နေကြတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဇော်ဝင်လိုက်ပါ